ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်ကောင်စီကဖုန်ကြီးကျောင်းနဲ့တန်ဃာတော်များအထွတ်လိုင်းစင်မဲ့ဝစ်တောက်ကားများကိုမြို့နယ်တန်ဃာနာယကအဖွဲ့ရဲ့ထောက်ခံချက်နဲ့ပြန်လည်စီးနှင်ွက်ပြုတ်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ10ရက်နေ့ကစပြီးတော့အကြမ်းဖက်စစ်ကောင်စီကတနင်္ဂနွေလုံးမှာလိုင်စင်မဲ့ကားများနဲ့ဆိုင်ကယ်များကိုဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ဘုံကြီးကျောင်းများနဲ့စာတင်တိုက်များမှာတာသနာအမည်တက်ထားတဲ့လိုင်စင်မဲ့ကားများကိုအရှိန်အဟုန်နဲ့ပါဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ဒါပေမဲ့အမျိုးပါသာတာသနာစောင့်ရှောက်ရေးအဖွဲ့တွေကဘုံကြီးများကစစ်ကောင်ဆောင်မင်းအောင်လိုင်ထန်းကိုအတနာခံစားတင်ပြကြရမှာသက်ဆိုင်ရာမြို့နယ်တန်ခါနိုင်ရကအဖွဲ့များရဲ့ထောက်ခံချက်နဲ့လိုင်စင်မဲ့ကားများကို ပြန်လည်စီးနှင်းဝင်ပြုတ်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။သာသနာအမတ်တစိမ့်မှာမြို့နယ်တန်ခါနိုင်ကအဖွဲ့ရဲ့ထောက်ခံချက်ပါရပါမယ်။ကြောင်းတိုက်နဲ့စာတင်တိုက်တွေမှာတကယ်တန်ခါတော်တွေစီးနှင်းနေတာဖြစ်ရမယ်။သာသနာကိစ္စအတွက်အုံပြူတာမျိုးဆိုရင်တော့မဖမ်းတော့ပါဘူး။မြို့နယ်တန်ခါနိုင်ကအဖွဲ့တွေကလည်းကြောင်းတိုက်တွေနဲ့စာတင်တိုက်တွေအတွက်ကားတွေကိုထောက်ခံချက်လာလုပ်လို့ရတယ်ဆိုပြီးတော့မြို့နယ်တန်ခါနိုင်ကအဖွဲ့ကတရားဝင်ကြေညာနေပါပြီလို့မန္တလေးတိုင်းမရိယာမြို့နယ်က တိုက်အုပ်ចောင်းတိုင်းဆရာတော်တပားကမိန်ကြားလိုက်ပါတယ်မြို့နယ်တန်ခါနာကအဖွဲ့များကလည်းတာဒနာအတွက်အမှန်တကယ်အသုံးပြုနေတဲ့ကားများကိုထောက်ခံချက်ထုတ်ပေးရမှာတေချာစွာမှတ်ပုံတင်ထားပြီးတော့မြို့နယ်ရဲတပ်ဖွဲ့ထွေးအုံနယ်နယ်မြေခံတပ်နယ်မှူးများထံကိုထောက်ခံချက်ထုတ်ပေးထားတဲ့တာဒနာကားစည်းရင်းများကိုပေးပို့ထားရတယ်လို့သိရပါတယ်တာဒနာကားပေမဲ့မြို့နယ်တန်ခါနာကအဖွဲ့ရဲ့ထောက်ခံချက်လည်းပါရမယ် ရင်ထိန်နယ်မြေခံတက်တဲ့ရဲတွေစီမှာလဲစရင်ရှိတာမျိုးဖြစ်မှမဖမ်းပါပါနယ်ကြော်ပြီးကြွားဖို့လဲမသင့်တော်ဘူးလေလို့မရိယာမျိုးနယ်တိုက်အုပ်ចောင်းနိုင်စရာတော့ကမိတ်ဆိုထားပါတယ်ဒါအပြင်မဘာတာနဲ့အမျိုးသားရေးအစိုးရဘုံကြီးများကလည်း၎င်းတို့စီးနေနေတယ်လိုင်စင်မဲ့ဝက်တော့ကားများစီးနေရင်ဖမ်းဆီးမှုမရှိစေရေးအတွက်တဆိုင်ရာတက်တဲ့မှုများရဲ့ထောက်ခံချက်လက်မှတ်များကိုပါရယူထားကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ